ကွန်ကရစ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဖက်မှထိခိုက်ဒေသမှုများပြားသောကြောင့်စစ်လျင်ဖြင့်ပေါင်900ဘုံများကျဲချကြောင်းသိရပါသည်။ဂရင်ပြည်နယ်ကွန်ကရစ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဖက်မှထိခိုက်ဒေသမှုများပြားသောကြောင့်လျင်ဖြင့်ပေါင်900ဘုံများကျဲချနေကြောင်းကရင်စစ်သတင်းရင်းမြစ်ကပြောပါသည်။နိုဘာလ3ရက်နေ့နံနက်ပိုင်းကကွန်ကရစ်မြို့နယ်မြောက်ပိုင်းမြောက်ရီကွန်ကရစ်ဒေါနာတောင်ပေါ်လမ်းဟောင်းကြီးနောင်ကိုင်းကျေးရွာထီဖိုးဆောင်ကျေးရွာ မိဖာလဲကျေးရွာတို့တွင်အကြံပတ်စစ်တပ်စစ်ကောင်စီနဲ့ KNL ဘူအောင်တပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထနေပြီးအကြံပတ်စစ်တပ်ဖက်မှထိခိုက်ဒေသမှုများပြားနေကြောင်းထို့ကြောင့်လေကြောင်းပစ်ကူခေါ်ခဲ့ရာစစ်လီရင်ဖြင့်ပေါင်900ဘုံများတဲချတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အခုလေကြောင်းကလည်းပေါင်900ဘုံလေးလုံးနှစ်ကြိမ်လာကျဲသွားတယ်မိဖာလဲကျေးရွာကိုကြပောက်ွဲတယ်လို့သိရပါတယ်စစ်ခွေးတွေအထိနာနေလို့လာကျဲသွားတာ ကော့ပရိတ်မြောက်ပိုင်းနောင်ကိုင်းထီဘိုးစာနေရာတွေမှာစစ်ခွေးတွေလူရာချီတည်နေတာတနေ့ကလည်းဘုံအလုံး60ကျော် Y12 လေးနဲ့ကျဲချခဲ့တယ်ဒီနေ့လည်းထပ်ပြီးအထိနာနေလို့ Jet Fighter စစ်ကူခေါ်တာအောက်ဘုတ်တဲမြောက်ရီလန်းဟောင်းကိုလည်းအသေးတာသိမ့်ဖို့စစ်တပ်ကလုံနေတာမရလို့လေကြောင်းကနေမဲနေတာဟုကရင်စည်သတင်းရင်းမြစ်ကပြောပါတယ်အော်တိုဘာလအစောပိုင်းမှာစ၍မြောက်ဒီကော့ပရိတ်ဒေါနာတောင်ပေါ်လန်းဟောင်းနဲ့ကော့ပရိတ်မြောက်ပိုင်းရှိကျေးရွာများကိုထိန်းချုပ်နိုင်ရေးအတွက်အကြံပေးစစ်ကောင်စီတပ်နဲ့ DKBA ပို့ပြီးအဖွဲ့လိုပူပေါင်းကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးရဆင်လာသဖြင့် KNLA ပူပေါင်းတပ်ဖွဲ့မှတိုက်ခဲ့ရာစစ်တပ်ဖက်မှထိခိုက်တေဆုံးမှုများပြားနေကြောင်းထို့ကြောင့်စစ်တပ်ကကျုံတို့မျိုးဘက်မှစစ်ကူများပို့ဆောင်ကဆက်လက်ထိုးစစ်ဆင်နေတဲ့ဖြင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရအသစ်ဖွဲ့စည်းလင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးသွားမည်ဟုခင်ကြီးကပြောပါတယ်။ NLD ပါတီနဲ့ပတ်သက်၍သဘောထားတင်းမာကြောင်းလည်းသိရပါဗျ။ကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရအသစ်ဖွဲ့စည်းလင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေးလမ်းစဉ် policy တိုင်းသာဆက်သွားမည်ဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလာကြောင်းကျန်းခံရေးပါတီတရင်ရင်းမြစ်ကပြောဆိုပါရ။နိုဝင်ဘာလ17ရက်နေ့မြေပြည်တော်ရှိကျန်းဖို့ပါတီဌာနချုပ်တွင်ပြုလုပ်သောအောင်နိုင်ရေးခန်းနာတွင်ထွတ်တော်ကိုယ်စားလှယ်လောင်းတို့ချို့ကိုခင်ကြီးကလက်ရှိကြံ့ခိုင်ရေးပါတီကတွားမိမူဝါဒ ရုပ်ောက်ပွဲကြီးညာစာနာများနဲ့ပတ်သက်၍ပြန်လည်ရှင်းလင်းအတိပေးရာတွင်ထိုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းတည်ရှိရပါသည်မြန်မာနိုင်ငံ၏ဒီမိုကရေစီသည်စီကံပြည့်ဝသောဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြည့်ဝသောဒီမိုကရေစီကို စောင့်ကြပ်သူဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကျန်းဖို့ပါတီတွင်စစ်တပ်အပါအဝင်ခိုင်မာသောဖွဲ့စည်းများ၏ထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးပြည်ထောင်များကောင်းဝါရှိပြီးနိုင်ငံတော်တက်ကောင်လုံဆောင်နိုင်ခဲ့သည့်အုပ်ချုပ်မှုစွန့်ရည်ကောင်းများရှိနေကြောင်းလက်ရှိကျန်းဖို့ပါတီနေဖြင့် စစ်တပ်ကချမှတ်ထားသောမူဝါဒနဲ့လမ်းစဉ်များတိုင်းသာဆက်လက်ကြီးတက်သွားမည်ဖြစ်ပြီး2008ဖွဲ့စည်းပုံခြေကားဥပဒေနဲ့အညီအုပ်ချုပ်သွားမည်ဟုခင်ကြီးကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်တမရော်ကမြန်မာနိုင်ငံရဲ့ Guardians of Democracy ဖြစ်ဆက်လက်ရှိနေမယ်လက်ရှိတမရော်ကချမှတ်ထားတဲ့လမ်းစဉ်တွေအားလုံးအတိုင်းဆက်သွားမယ်မဲဆွဲတဲ့နေရာမှာချမှတ်ထားတဲ့မူဝါဒလမ်းစဉ်တွေတိုင်းပဲမဲဆွဲဖို့မှာတယ်အစိုးရဖြစ်လာရင်လည်းလက်ရှိလမ်းစဉ်တွေတိုင်းပဲချမှတ်ဆောင်ရွက်သွားမယ်ပါတီမှာတွေ့ကြုံကောင်းတွေရှိတယ်ခိုင်မာတဲ့ဖွဲ့စည်းတွေရဲ့ထောက်ခံမှုတွေရှိနေတယ် ပြည်ခံဖြိုးကပဲအနိုင်ရရမယ်လို့မှားတယ်ဟုကြံ့ခိုင်ရေးပါတီတရင်ရစ်စ်ကပြောဆိုပါတယ်နိုင်ငံရေးလမ်းစဉ်များနဲ့ပတ်သက်၍ NLD ပါတီကိုချက်ဖို့ပါတီကရန်သူဖြစ်တာသဘောထားပြီးပါတီရင်းသဘောထားတင်းမာသူအုပ်စုများက NLD ပါတီကိုအမြင့်ဖြတ်ရေးနဲ့တကြော့ပြန်မလာနိုင်ရေးကိုသာဆက်လက်ကင်ဆွဲထားကြောင်းသိရှိရပါတယ် NLD ပါတီကိုတော့နောက်တတိယပြန်ပြီးရှင်းတာခွင့်မပြုတော့ဘူးဆိုတဲ့သဘောထားကလက်ရှိတက်မတော်မှာရောပါတီမှာရောရှိနေပါတယ်ဟုကြံ့ခိုင်ရေးပါတီတရင်ရစ်စ်ကပြောဆိုပါတယ်ရင်းပြင်ခင်ကြီးက ထွတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်မိမိ၏လုံခြုံရေးကိုအထူးသတိထားကြပြီးဗာဒီယုံများ၏လုံခြုံရေးကိုလည်းအလေးထားကြရန်သတိပေးခဲ့ကြောင်းသိရှိရပါသည်စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့တွင်ပြုလုပ်မိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ90ကျော်မှကိုယ်စားလှယ်လောင်း9000ကျော်ပါဝင်ရှင်တန်ကြပြီဖြစ်ပြီးကျပ်ဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရှိရပါသည်ကျပ်ဖို့ပါတီကပြည်ထောင်တော်တွင်အမလောက်265ဦးအမျိုးသားလွှတ်တော်တွင်အမလောက်156ဦးတိုင်းနယ်ပြည်နယ်လွှတ်တော်တွင်အမလောက်969ဦး ဒိုင်းရင်သားလူမျိုးစုလွတ်တော်ရင်28ဦးစုစုပေါင်းအမှတ်လောင်း1018ဦးပါဝင်ဖြစ်ကြောင်းသိရပါတယ်စစ်တပ်၏အတူရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြမိပါတီ6ပါတီနဲ့ဒိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမြေနိုင်ငံရေးပါတီ50ခုနဲ့တတိပုဂ္ဂလအလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါတယ်စစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲတွင်ဒိုင်းသားစီလုံညွေပါတီတဆညကကိုစလောင်း694ဦးတသက်ခါဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလောင်း692ဦ ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဂျာဖြူပါတီက96984ဦးဦးကိုကိုကြီးပြည်သူ့ပါတီက96982ဦးဒေါင်းဒီလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီက96488ဦးတိုင်းနယ်ပြည်နယ်များတွင်ရှင်တန်မြင့်ဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက96960နဲ့တတိပုဂ္ဂလ96965ဦးပါဝင်ရှင်တန်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်ရုပ်ရှင်လောကသားတွေရှယ်ယာထည့်ထားတဲ့မန္တလေးရုပ်ရှင်ရုံသစ်မီလောင်ကျောင်းသိရပါသည်ရုပ်ရှင်လောကသားတွေရှယ်ယာထည့်ထားတဲ့မန္တလေးမြို့က ဗရာဒီဆိုရုပ်ရှင်ရုံတစ်ဒီကနေ့ညနေပိုင်းမှာမီးလောင်ကျုံးမှုဖြစ်ွားခဲ့ကြောင်းသိရပါတယ်။နိုဘာလာ73ရက်ညနေ9:00ခန်းကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်66လ40လအနီးမှာစောက်လုံဆဲဖြစ်တဲ့ဗရာဒီဆိုရုပ်ရှင်ရုံဟာမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ရုံကဖွင့်တော်မဲ့ကြားနေတာရုံကတကြီးလောင်လာလို့ဒေသခံမြို့သားတူကပြောပါတယ်။အဲဒီရုပ်ရှင်ရုံဟာ2020ပြည့်နှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးကိုဗစ်ရောဂါနဲ့တိုးလို့စောက်လုံရေးတွေကျနာခဲ့တာဖြစ်ကြောင်း တခါမှမပြသေးတဲ့ယုံအစ်စ်ဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။မင်းအနေငယ်ကြားတဲ့လောင်ကျောင်းမှုမှာရုပ်အပြင်ပိုင်းပျက်စီးမှုမရှိပဲအတွင်းခါမှုပျက်စီးတယ်လို့မိသက်တွေစီကတီးရပါတယ်။ဘလို့ကောင်းနေစလောင်ကျောင်းနဲ့ဆိုတာမတီးရသေးပါဘူး။ဘာရာဒီဆိုရွှေယုံဟာပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့2019ခုနှစ်ကနေယုံတရားစီမံကိန်းအဖြစ်စတင်စာရွက်ခဲ့တာဖြစ်ပါတယ်။ယုံတရားမပြည့်ခင်မှာပဲ2020ပြည့်နှစ်ကိုဗစ်ကာလနဲ့တိုးပြီးယုံလူပိတ်သိမ်းခဲ့ရပါတယ်။အာရသိမ်းကာလအတွင်း 2022ခုနှစ်ဧပြီလမှာရုပ်ရှင်ယုံတွေပြန်ဖွင့်ခဲ့ပေမဲ့လူလာမကြည့်ကြလို့ဗရာဒီဆိုရုပ်ရှင်ယုံတွေရဲ့ထက်ဝက်နီးပါးအပီးပိတ်သိမ်းလိုက်ရပါတယ်။ဘာကမှလူနေရွက်ွက်တွေကိုစစ်တပ်ကလက်လက်ကြီးနဲ့ပြစ်ခတ်ကလေးငယ်တဦးနဲ့ဆရာမတဦးတန်းရရှိကြောင်းသိရပါတယ်။ကချင်ပြည်နယ်ဖားကမြို့နယ်လုံခင်းသေးရွာအုပ်စုကိုစစ်တပ်ကနိုဝင်ဘာလ23ရက်နေ့ကင်းပိုင်းမှာလက်လက်ကြီးနဲ့ပြစ်ခတ်လို့ကလေးငယ်တဦးနဲ့ကျောင်းဆရာမတဦးတန်းရရှိခဲ့ကြောင်းသိရပါတယ်။လုံခင်းသေးရွာအုပ်စုကမဆာသေးရွာကိုဖားကမြို့ဝါကနေ့ နေ့လယ်စစ်နိုင်ခွဲခါမှာလက်လက်ကြီးနဲ့ပြစ်ခတ်တာဖြစ်ပါတယ်။ဆီယာမကကြတော့အိမ်ထဲမှာနေရင်ရန်စာထီကသူကတန်ရနေတယ်။ခလီကကြတန်ရများလို့စီယုံကိုပို့လိုက်ရတယ်လို့ဒေသခံတူကပြောပါတယ်။ဖာကမေတာမှာနိုဘာ6ရက်ကစပြီးစီရင်တင်းမာပြီးနောက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတာတွေလက်လက်ကြီးနဲ့ပြစ်ခတ်တာတွေဆက်တိုက်ပြုလုပ်နေကြောင်းသိရပါတယ်။နိုဘာလ17ရက်ကလည်းဖာကမြို့ကထံကွက်တစ်ကိုလေကြောင်းကနေဘုံကျဲလို့မိခင်တူဦးတည်ဆုံပြီးကလင်းငယ်တူဦးတန်ရရှိခဲ့ပါတယ်။နိုဘာလ10ရက်ကလည်း လက်လက်ကြီးနဲ့ပြစ်ခတ်လို့မြို့သမီးတူတည်ဆုံးခဲ့ပါတယ်။ဖားကောင်ဒေတာမှော်စီစာလန်းဆုံးမှာနိုမာလာဆေးရမနဲ့ပိုင်းကစစ်ကောင်စီဂျင်နန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA KPD ရဲ့ပူးပေါင်းတပ်ကမိုင်းဖောက်ခွဲတိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကျော်တည်ဆုံးသလို0.5အပါအဝင်တရက်နဲ့ကြီးစားတွေကို KIA KPD ကတည်ယူနိုင်ခဲ့တယ်လို့စီးသတင်းရင်းတွေကပြောပါတယ်။လက်ရှိစီးရဲ့ခြေနေတွေကြောင့်လီချောင်းနဲ့လက်လက်ကြီးအန်ဒီယကို KIA KPDF က3ပေးထားပါတယ်စစ်ကောင်စီတပ်ဟာ လွန်ပါလ17ရက်နေ့နဲ့13ရက်နေ့မှာဖားကဒေသအပြင်မာလီတိုင်းကစင်ကူးမြို့နယ်မကွေးတိုင်းကနိုင်နယ်ပေါ့မြို့နယ်တို့ကိုလေကြောင်းကောင်တွေဘုံကျဲခဲ့သလိုလက်နက်ကြီးနဲ့လက်ပစ်ခတ်လို့အရသာထိခိုက်ဒေဆုံးမှုတွေရှိနေကြောင်းသိရပါတယ်စစ်ကောင်စီတပ်ကအရသာပြည်သူတွေကိုဘုံကျဲတိုက်ခတ်ပြီးစစ်ရဲစုမှုကျူးလွန်နေတယ်လို့ကချင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကချင် Human Rights Watch KHRW ကထုတ်ပြန်ထားပါတယ်စစ်တပ်မြို့မှာရွှေစံတပြတိုက်ခံရပြီးနောက်မလေးနဲ့ပြည်ဦးတွေမှာအစ်စ်စေတင်းကျက်လက်ရှိကြောင်းသိရပါတယ် စစ်တပ်မျိုးမြို့လွင်မြို့လယ်နာကရွှေဆိုင်သမျှတိုက်ခိုက်ရတဲ့နိုဘာလ12ရက်နေ့ညမှာတင်မန္တလေးနဲ့မြို့လွင်မှာစစ်ကောင်စီတပ်ကရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်လိုက်တယ်လို့မြို့ခံတွေစီကတီးရပါတယ်။မန္တလေးမြို့နယ်မြို့လွင်လောင်းတွေမှာစစ်တပ်နဲ့ရဲပူးပေါင်းဖွဲ့ကလမ်းသွောလမ်းလာတွေကိုတားဆီးပြီးရှာဖွေစစ်ဆေးလာတာပါ။မျက်နှာကိုတမိနဲ့ထိုးပြီးစစ်မေးတာလို့မန္တလေးမြို့ပဒင်ကြီးမြို့နယ်မှာနိုဘာလ12ရက်ညနေပိုင်းကစစ်ဆေးခံရသူတူကပြောပါတယ်။မန္တလေးမှာဆိုရင်မြို့နယ်ချင်းစစ်နေရာတွေမြို့အဝင်ထွက်နေရာတွေမှာ အင်အားအများပြားချပြီးစစ်ဆေးနေတာလို့သိရပါတယ်စစ်သားရဲနဲ့လက်ဝေခံပြူစောထင်းအင်အား59ဦးထက်မနည်းပါဝင်တဲ့အဖွဲ့ဟာအထိုင်ချစစ်ဆေးတာမျိုးမဟုတ်ပဲရွေရပုံစံနဲ့စစ်ဆေးနေတာလည်းဖြစ်ပါတယ်ဒီဓမြမှုဖြစ်ပြီးတော့နောက်ပိုင်းညဘက်စစ်လာတယ်မြို့ပေါ်မှာလည်းစစ်တလို့ရွာဖက်တွေမှာလည်းစစ်ဆေးတာတွေရှိလာတယ်လို့ပြည်ဦးလင်နိုင်စင်ဒီဒတိုင်းသူတူကပြောပါတယ်ပြည်ဦးလင်မြို့ပေါ်နီကကြေရွာတွေဘက်မှာလည်းအဲဆင်းစစ်ဆေးတာတွေပြုလာတယ်လို့သိရပါတယ်နိုဘာလာစစ်နေရနေမဲ့ပိုင်းက ်မြို့လူမျိုးနဲ့နိုင်စင်အနီးကအောက်စပယ်ရွှေဆိုင်ကိုတနတ်အတူကိုင်မျိုးသားနှစ်ဦးကဝန်ရောက်နှမြတိုက်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်မှာလုံကြုံရဲ့အမျိုးသားတနတ်နဲ့ပြစ်ခတ်ခံရလို့တေဆုံးခဲ့ပြီးအနီးဝန်ကျင်ကသူတွေကဝိုင်းဖမ်းလို့နှမြတအူးကိုဖမ်းမိခဲ့ပါတယ်။တအူးကတော့လွတ်မြောက်နေဆက်ဖြစ်ကြောင်းသိရပါတယ်။ကြပ်ဖြတ်ငွေရင်းနဲ့မှုများအတွက် DKBA နဲ့ငေါဆောင်၄ဦးကိုအမေရိကန်ကအရေးယူကြောင်းသိရပါတယ်။ကြပ်ဖြတ်နေနေရဲ့အမေရိကန်ထုတက်ဖွဲ့ဖွဲ့စည်းထားကြောင်းလည်းသိရပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ဒီမိုကရေစီအကျိုးပြုကြရန်တက်မလို့ DKBA နဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Sosti, Sosan Aung, Sosain Win နဲ့စိုင်းဒေါ်လာတို့ကိုအရေးယူပိတ်ဆို့မှုတွေလုပ်လိုက်တဲ့အကြောင်းအမေရိကန်အစိုးရဗန်နိုင်းဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနိုဘာလ12ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ online ငွေလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့အတွက် DKBA နဲ့အဆိုပါခေါင်းဆောင်၄ယောက်ကိုအရေးယူလိုက်တာဖြစ်သလို Trans Asia International Holding Group, Thailand Company Limited နဲ့ Trust Star Company Limited တို့အပြင်ထိုင်းနိုင်ငံသား ချက်မှုစွာဝန်ကိုလည်းအရေးယူလိုက်ကြောင်းကြေညာထားပါတယ်။အရှိတောင်အာရှကနေစတင်လာတဲ့စိုက်ဘာလိလဲမှုတွေကနေအမေရိကန်နိုင်ငံသားတွေကိုကာကွယ်နိုင်ဖို့နဲ့ရဲစပ်ဖြတ်ကျော်ရာစုဂိုင်းတွေကိုတတ်ပြတ်ဖို့အတွက်အမေရိကန်စိုးရရဲ့စူးစမ်းလုပ်ဆောင်မှုတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။2024ခုနှစ်မှာအရှိတောင်အာရှခြေဆိုင်ငွေကြေးနေလည်မှုလုပ်ငန်းတွေကြောင့်အမေရိကန်နိုင်ငံသားတွေအနည်းဆုံးဒေါ်လာ7ဘီလီယံကွတ်ဆုံးရှုံးခဲ့တယ်လို့အမေရိကန်စိုးရကခန့်မှန်းထားပြီး အဆိုပါရရှိတဲ့ငွေကြေးတွေကို DKBA ကသူ့လုံငန်းဆောင်လာတွေအတွက်အသုံးပြုကမြန်မာပြည်တွင်းစစ်ကိုဆိုးရွားလာစေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့တုန်းကလည်းဒီနေ့ချက်ဆောင်တဲ့ BGF ကောင်းဆောင်စောချစ်သူနဲ့သူသားနှစ်ယောက်ကိုအမေရိကန်နိုင်ငံသားတွေကိုထိခိုက်စေတဲ့နိုင်ငံဖြတ်ကျော်ရဲစုမှုကျူးလွန်သူတွေဖြစ်တတ်မှတ်ထားကအမေရိကန်ကတန်ခတ်ရေးယူခဲ့ပါတယ်။ဒါအပြင်ရှေ့တောင်အာရှနိုင်ငံတွေတဲကမြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကိုအဓိကထားကဂျာဖြတ်လုံငန်းတွေသူတို့ရဲ့ကောင်းဆောင်တွေကိုစုံစမ်းစစ်ဆေးကဖြိုဖျက်ဖို့အမေရိကန်တရားရုံးကြီးဌာနနဲ့ FBI Secret Service တို့ပူးပေါင်းပြီးကြမ်းဖြတ်ငွေလင်ကမ်းတပ်ဖြတ်ရေးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းကြေညာထားပါတယ်။